မတိကြအောင်ဆောင်နေလိုက်လို့မရဘူးရှင်းကိုရှင်းရမယ့်ကိစ္စသူ့အသိစိတ်ထဲမှာသူလိုက်ပြောထားတဲ့သူတွေရဲ့စိတ်ထဲမှာဒီလိုမျိုးဝင်နေတာကိုသူတာဝန်ယူပြီးတော့ပြန်တောင်းပန်ဖို့လိုတယ်ပြန်ရှင်းပေးဖို့လိုတယ်သူတကယ်ပေးလိုက်ရတာမှန်အဲ့သူလက်ထဲထည့်ပေးလိုက်ရတဲ့သူနဲ့သူနဲ့ဆက်ရှင်ဒါမဲ့ကျွန်တော်တို့ကတော့မဟုတ်ဘဲနဲ့ဒီလိုပြောတဲ့အတွက်တောင်းပန်ရမယ်ကျွန်တော်တခုပြောရတာတော့ကျွန်တော်ယူရခဲ့တဲ့အထဲမှာတော့အဲ့ဒီခုလိုက်ပြောနေတဲ့ကောင်မပါဘူးအစည်းအရုံးရဲ့ဂုံသိက္ခာလည်းထိခိုက်တယ် ရုပ်ရှင်ဇီးဝဲကုန်တိတ်ခါလည်းထိခိုက်တယ်။ရွှေချိုပြိုင်ပွဲ image လည်းထိခိုက်တယ်။ထိုင်ငယ်မှာမှာသက်သေပြကျွန်တော်ကြီးတဲ့စားမှာရှင်းတယ်။ကျွန်တော်သက်သေနေတကွာပြ။ရရတယ်ကျွန်တော်မှားနေကျွန်တော်ရုပ်ရှင်လောကတွေရပါထွက်ပြီးမယ်။ကျွန်တော်ပြောထားတာပဲ။အစားအဆုံးပြောရရင်ကျွန်တော်ကဒီရွှေချိုပြိုင်ပွဲကိုဒီနှစ်မှာပထမဆုံး charge လုပ်ပူတာပါ။ဆရာဦးကြည်စိုးထွန်းနဲ့ကိုချမ်းသာကြည်စိုးက လမ်းပြီးတော့အကူအညီတောင်းလို့လုပ်ပေးပါမယ်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်တာလုပ်လိုက်တော့အဲ January လမှာ results တွေထွက်လာတာပေါ့နော်ယောက်ျားလေးအယောက်20 main လေးအယောက်20ကျွန်တော်တို့ယူရတဲ့သူလည်းပါတယ်ကျွန်တော်တို့မယူလိုက်တဲ့သူမျိုးတွေလည်းပါတယ်ပေါ့မယူလိုက်တဲ့ဆိုတော့တခြား judge တွေလည်းရှိတာပေါ့နော်ဆိုတော့ဒါကတော့ကိုမကြိုက်လဲတခြား judge တွေယူရတာလည်းဖြစ်နိုင်တာပဲဆိုပြီးတော့ဒီ results ကိုကျွန်တော်အနေနဲ့ဘာမှ complain မရှိပါဘူးဒါကကျွန်တော်တို့ကသွားကူညီပေးတာပဲ အဲ့ပြီးခဲ့တဲ့ဧပြီလဆန်းလောက်မှာပြန်ကြားလာရတာအဲ့ထက်ကတယောက်ကဒီရွှေချိုမှာအရွေးခံရဖို့အတွက်ကိုသူ့အနေနဲ့380လောက်ကုန်ပါတယ်ဆိုတော့အတန်ပြန်ထွက်လာထွက်လာတော့အဲ့ထွက်လာတဲ့အချိန်မှာကျွန်တော်နာမည်ပါပါနေကျွန်တော်ကကတော့ပါတယ်ဘာညာဆိုတော့အားမျိုးတွေပါနေဆိုတော့ ဟိုကျွန်တော်လည်းဘသူစီရမှာတပြားတစ်ချက်မှယူထားတာလည်းမရှိဘူးငွေကြေးကြံတဲ့တစိုးလက်ဆောင်ဘာတစ်ခုမှယူထားတာမရှိဘူးဆိုတော့အဲ့ဒီအချိန်ကမအားသေးတော့ကျွန်တော်တိတိချင်းကျွန်တော်မရှင်းသေးဘူးဒီကိစ္စရှင်းတာတော့ရှင်းရမယ်လို့ကျွန်တော်တေးထားတယ်။ဘာလို့လဲဆိုတော့ဒါကကျတော့ကျွန်တော်ဂုံတိတ်ခါလေဒီလားဟိုရွှေချိုပြိုင်ပွဲရဲ့ဂုံတိတ်ခါမြန်မာနိုင်ငံရုပ်ရှင်စီးပွဲဂုံတိတ်ခါအကုန်လုံးအတွက်ရှင်းကိုရှင်းသင့်တဲ့ကိစ္စတစ်ခုဖြစ်နေတယ်။ဆိုတော့ မအားသေးလို့ခဏလေးတေးထားအခုကျွန်တော်အရှိမညမထွက်ရယုံတင်မှုတွေပါလေရှိနေတော့အခုနည်းနည်းလေးအားတဲ့အချိန်မှာဒီပြဿနာကိုပထမဦးစားပေးအနေနဲ့ကျွန်တော်ရှင်းလာအဒေါသဖြစ်တာပေါ့ကျွန်တော်ဒေါသဖြစ်တာပေါ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီဟာမေတ္တာနဲ့သွားကူညီပေးခဲ့တာတိလားအစည်းအုံးကလည်း judge လုပ်ပေးလို့ဆိုပြီးတော့ကျွန်တော်တို့ဘာမှဟိုအပြန်အလှန်အဘေးယူနေလောက်ကြတာမဟုတ်ဘူးရုပ်ရှင်စည်းအုံးကထမင်းကျွေးတယ်အဲ့ဒါကိုစားရတယ် judge သွားလောက်ကြတယ်ဒါပဲတိလား ဒီပုံမှာကျွန်တော်တို့ဘက်ကဘာမှအကျိုးအမြတ်ယူထားတာမရှိဘူးဆိုတော့ဒီစကားအဓိပ္ပာယ်မရှိဘူးလေအဲရှိတယ်အဲ့ဒါမျိုးတွေသူကထုတ်ပြလာတာမျိုးတွေရှိတယ်ဆိုတော့ကျွန်တော်တို့နာမည်ကိုသုံးပြီးတော့ဘယ်သူကလောက်တာလဲဒါဟုတ်အပြေရှာတဲ့နယ်လေသိလားလောက်တဲ့သူနဲ့ကျွန်တော်ရေးထားတဲ့စာတွေမှာပါပါတယ်ကျွန်တော်နာမည်သုံးပြီးတယောက်ကလောက်တယ်ဆိုရင်မျက်နှာစုံကြီးရှင်းရဲတယ်ဆိုရင် ခေါ်လာခဲ့ရတယ် ရွှေချိုအယောက်40မဟုတ်အယောက်400ရှိမှလဲကျွန်တော်ရှင်းရဲတယ်ကျွန်တော်လက်မှတ်ထိုးပြီးတော့အမှတ်ပေးခဲ့တဲ့စာရွက်အတိုင်းအတွက်ကျွန်တော်တာဝန်ယူတယ်ကျွန်တော်လက်မှတ်ထိုးပြီးတော့ပေးခဲ့တဲ့အမှတ်တွေရုပ်ရှင်အစည်းအရုံးမှာ ရှိနေပါလိမ့်မယ် record ဖြစ်နေရှိနေပါလိမ့်မယ်သူတို့ရဲ့သရုပ်ဆောင်အခြေအချင်းတွေကိုရိုက်ထားတယ်အမှတ်တမ်းယူထားတဲ့ video tape တွေလည်းရုပ်ရှင်အစည်းအရုံးမှာရှိပါလိမ့်မယ်ကြိုက်တဲ့အချိန်ကြိုက်တဲ့သူရှိမှကျွန်တော်ဘက်က အစစ်အစေးခံနိုင်တယ်ကျွန်တော်ပေးတဲ့အမှတ်တည်း fair ဖြစ်လားမဖြစ်လားအများရှိမှအချပြပြီးလဲအစစ်အစေးခံနိုင်တယ်မဖြစ်တဲ့နေသူကိုကျွန်တော်အမှတ်ပေးခဲ့တာတယောက်မှမရှိကျွန်တော်နဲ့သိတဲ့သူတွေကျွန်တော်နဲ့ယဉ်နီးတဲ့သူတွေပါတယ်ဒါပေမဲ့လည်း judge ဆိုတဲ့ထိုင်ကုန်မို့ထိုင်လိုက်ရင် judge လို့ပဲစဉ်းစားတဲ့ဒီလားကျွန်တော်နဲ့တီလို့ဟိုကျွန်တော်နဲ့ယဉ်နီးလို့တာစီနာစီဆိုရဲဟာ judge တယောက်ရဲ့ဂုံတိတ်ခါရှိတဲ့လုပ်ရမဟုတ်ဘူး ကျွန်တော်တခုပြောရတာတော့ကျွန်တော်ရွေးခဲ့တဲ့အထဲမှာတော့အဲ့ဒီခုလိုက်ပြောနေတဲ့ကောင်မပေါ့အစည်းအုံးရဲ့ဂုံသိက္ခာလည်းထိခိုက်တယ်ရုပ်ရှင်စည်းအုံးရဲ့ဂုံသိက္ခာလည်းထိခိုက်တယ်ရွှေချိုပြိုင်ပွဲရဲ့ image လည်းထိခိုက်တယ်ကျွန်တော်အနံမရတော့ဒါတိုက်ရိုက်ပါနေတော့တိုက်ရိုက်ထိခိုက်တာပေါ့နော်ကျန်တာကတော့ခုနပြောသလိုပဲရွှေချိုဆိုတော့ပတ်စံပေးရင်ရတာပဲကွာဆိုတော့အမြင်ကြီးမြင်သွားတာနောက်နေ့ရွှေချိုပြိုင်ပွဲတွေအတွက်လည်းမကောင်းဘူး ါကတော့ तू လိုက်ပြောထားတဲ့စကားတော့ तू တာဝန်ယူပြီးတော့ပြန်တောင်းမှန်လေသိလားကျတာဝန်ယူပြီးပြန်တောင်းမှန်တာဝန်ယူပြီးပြန်ရှင်းလေအဲ့လိုမရှင်းရင်တော့ကျွန်တော်ဒီကိစ္စပြီးမှာမဟုတ်ဘူးဆက်လုပ်ပါအဲ့ဆိုရှင်းမှာကျွန်တော်ရှင်းမှာထိုင်ငယ်မှာမှာသက်သေပြကျွန်တော်ကြီးတဲ့နေရာမှာရှင်းနေကျွန်တော်သက်သေနေတကွာပြရတယ်ကျွန်တော်မားနေကျွန်တော်ရုပ်ရှင်လောကတွေရပါထွက်ပြီးမယ်ကျွန်တော်ပြောထားတာပဲအဲ့တိုင်းပဲသူ့ဘက်ကလည်းဒီစကားတွေကိုပြန်တာဝန်ယူပြီးတော့ တောင်းပန်ဖို့လိုတယ်ဒါကကျွန်တော်ပြန်သိရတဲ့နေရာမို့လို့ကျွန်တော်သိခွင့်ရတာလေသိလားပြန်မသိရတဲ့နေရာတွေမှာဘယ်နှယောက်တွေလိုက်ပြောထားလဲကျွန်တော်မသိနိုင်ဘူးလေသိလားပြန်မသိရတဲ့သူတွေကျွန်တော်ပြန်မသိရပဲねတခြားလိုက်ပြောထားတဲ့သူတွေရဲ့စိတ်ထဲမှာအာညုံမင်းလွင်တို့ကဒိုင်းလူကြီးလို့ပြီးတော့ဟိုလက်စားထားတယ်ဆိုတာမျိုးအသိစေဝင်နေတာကြီးอ่ะမကောင်းဘူးလေ အမှန်တော့ဗောအမှန်တော့ဗောဒါဒါရှင်းကိုရှင်းရမယ့်ကိစ္စအာငါမှမဟုတ်တာကွာထားလိုက်ပါဆိုတာမျိုးပြီးသွားတဲ့နေကိစ္စမဟုတ်ဘူးတချို့ကိစ္စတွေကကြတော့ဒါငါမဟုတ်ဘူးကွာဆိုတာမျိုးျှော်လိုက်လို့ရတာဒါမျိုးကြတော့အဲ့လိုမျိုးကိုမဟုတ်ပါဘူးကွာဆိုပြီးျှော်လိုက်လို့မသိကြအောင်ဆောင်နေလိုက်လို့မရဘူးရှင်းကိုရှင်းရမယ့်ကိစ္စသူ့အသိစိတ်ထဲမှာသူလိုက်ပြောထားတဲ့သူတွေရဲ့စိတ်ထဲမှာဒီလိုမျိုးဝင်နေတာကိုသူတာဝန်ယူပြီးတော့ပြန်တောင်းပန်ဖို့လိုတယ်ပြန်ရှင်းပေးဖို့လိုတယ် အခုဒီ interview ကိုကြည့်နေတယ်ဆိုရင် ကိုပြောတဲ့စကားကိုတာဝန်ယူပြီးတော့ပြန်လာတောင်းပန်ဖို့လိုတယ်လို့ပဲပြောချင်ပါတယ်